ရန်ရန်ပြောရင်လူတွေလိုးနေတဲ့အချိန်မှာအာနာထသင်ရတာသုံးနာယူဝန်းကျင်တော့မှထအာနာသင်ရတာဘယ်မှာလဲ official လीအစိုးရအလုပ်နိုင်ငံတော်အလုပ်ကြီးလေကွာတခိုးလို့တပိုးလို့လိုရတဲ့အလုပ်ကွာကိုအောင်မင်းမမြင်ဘူးလားအဲ့ဒါကြီးကို မင်းကမင်းတရားရုံးကဟိုအချိန်မှညစနေဟိုနေခင်းစနေလာကြီးတို့တနာကြီးတို့လေဒီယိုတို့တီဗီရနေပြီးတော့မင်းမင်းနေပြောပြောကြီးညာလိုက်ဖက်မှလာကျွန်တော်တို့အာနာတင်လိုက်ပါတယ်အာနာထိတ်လိုက်ပါတယ်လို့လူတွေလုံးနေတဲ့အချိန်ကျမှလူတွေဖက်ပြီးတော့အာနာတင်ရတဲ့ခေါ်ရဲ့နိုင်ငံတော်အထုပ်ပြုအဆင်လာကိုအမင်းရက်ကြီးကိုကိုအမင်းသိတယ်နော်ဒီဒီဟိုဟာလေဒါကျွန်တော်ပြောကြမယ်ကျွန်တော်ပုံပုံသိတယ်နောက်ကျွန်တော်ပြောပါမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပါမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပါဆင်နယ်ပြီးပါလာခင်ဗျားကြိုက်တာပြောတိတိတာပြောဘာဖြစ်လဲဘာဖြစ်လဲ ကျွန်တော်လည်းရန်ကုန်မှာရှိတယ်ကိုအောင်လည်းရန်ကုန်မှာတနေ့မှမောင်ကရန်ကုန်ကျွန်တော်ပြပြမယ်ကျွန်တော်ပြပြမယ်ခင်ဗျားကျွန်တော်ပြပြမယ်ကျွန်တော်ဒီဘမကြီးမှာရောက်လာတယ်ကျွန်တော်တည်င်းလို့တယ်တယောက်တည်းလို့တယ်ခင်ဗျားပြောဆိုပြောရရင်နော်ခင်ဗျားပြောဆိုပြောရရင်ကျွန်တော်စောက်သီးကိုမဆိုင်ဘူးပြပြရှင်းတယ်ကမန်းနေရကြတော့တော့တော့ဒီမှာမယောကပြည်သူကြတဲ့မှာတရင်မိညဉ့်တရင်နဲ့မှာခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးဒီသူတွေကြတဲ့မှာစနေမှာပါခဏလေးနော် မီးပြောရအခဏလေးတမီးမှာအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မေးခွန်းလေးနှစ်ခုမိမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုစနေမောင်နဲ့မြန်မာဟတ်တော်သတင်းဌာနတီထောင်သူကိုအောင်မင်းတို့ရဲ့နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲကြီးကိုတင်ဆက်ပေးလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာတက်တယ်ရိုက်တယ်ပြီးတော့လူတကာသွားလာနေတဲ့လမ်းမတွေမှာဘယ်ဒီကကြီးတွေကားတယ်တဲအိတ်တွေကားတယ်ဘယ်သူမှနေတူဝအလုပ်တွေလုံးလုံးမရနိုင်လောက်အောင်လုပ်တော့မှတက်မတော့နေပြီးတော့ခင်ဗျားတို့ဆန္ဒပြတဲ့အုပ်စုတွေကိုဝင်ထိန်တာတော့ဝင်ထိန်တဲ့အဲ့ဒီမှာဖြစ်တဲ့ခက်တယ်မှန်တယ် ဖြစ်တဲ့ခက်တယ်မနေ့ကျွန်တော်ဒါတွေကအားလုံးသိပြီးမြင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီကိစ္စတွေကိုရှင်းပြနေတာတောင်မရှိဘူးဒါပေမဲ့တက်မလို့အနေနဲ့ကကျွန်တော်ငါးနှစ်တောင်းယူမယ်လို့မပြောခဲ့ဘူး6လတစ်ချိန်နဲ့တောင်းယူတယ်အဲ့6လကျင်းကလည်းမလုပ်တာလည်းဆိုတော့စောင့်ကြည့်ပါတိုင်းပြည်အေးချမ်းလာမလားနော်တိုင်းပြည်အေးချမ်းလာမလားဒီကောက်ဝင်လုံးလုံးရအောင်လို့စောင့်ကြည့်စောင့်ကြည့်ရချိန်မှာလက်ရှိနေထားမှာတော့ငါးနှစ်ပြည့်သွားတဲ့အတွက်လက်ရှိနေထားမှာဒီကောက်ဝင်တစ်ခုကိုလုံးဝလုံးအောင်လုပ်မယ်အချိန်တိုင်းလာဖြစ်သွားတယ်ဒါကြောင့်မလို့ဒီကောက်ဝင်လုပ်တယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးတပ်ပေါက်အားလုံးပါဝင်နိုင်တဲ့အေးချမ်းတဲ့နိုင်ငံရေးတပ်ပေါက်တစ်ခုကို ွေးကောက်ဘွဲကနေမရှာဘူးဆိုခင်ဗျားဘယ်ကနေရှာကြလို့လဲဘယ်နေရာနေရှာကြလို့လဲခဏအဲ့ဒီကိစ္စဘောအမင်းပြောသွားတဲ့ပထမစကားကဘိုးချိုးဇော်မင်းသွန်းပြောသွားတဲ့စကားဘိုးချိုးဇော်မင်းသွန်းပြောသွားတဲ့စကားကအာနာတင်းမင်းမင်းညာတင်းမင်း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 လို့ဆိုတာနိုင်ငံတော်အစည်းအဝေးလေးပဲစကားလည်းမဟုတ်ဘူးခုံးကြီးတဲ့စကားလည်းမဟုတ်ဘူးဘိုးချိုးဇော်မင်းလည်းစကားဟုတ်လားတရားဝင်လို့အတိမဲ့ပြောအောင်လဲအုပ်ရှက်ပြီးပြောတာတဲ့စကားလည်းမဟုတ်ဘူးနော်ဒါကဘောအမင်းသိဖို့နောက်တဲ့အာနာကိုဒီကနေ့ပုံမကားကားအဲ့ဒါကိုပြောတာလည်းမဟုတ်ဘူးအဲ့ဒါကရှင်းလင်းပွဲမှာပြောတာကတရားဝင်ပြောတာစကားမဟုတ်ဘူး ။ဒိနာရှင်ကပြောတာလေ။မှန်ပါပြီတရားဝင်ပြောသည့်တိုင်အောင်ထားပါအောင်။တရားဝင်ပြောသည့်တိုင်အောင်ထားပါအောင်။ဒီရွေးကောက်ပွဲရဲ့အချင်းချင်းအားလုံးကိုတာဝန်ယူရမယ့်သူဟာဌာနကလည်းမှာတာဝန်ယူရမယ့်သူဟာယူရစီပဲ။အနေဒီလည်းမဟုတ်ဘူး။တက်တိုင်းလည်းမဟုတ်ဘူး။စက်တက်လည်းမဟုတ်ဘူး။ယူရစီလို့ဖွင့်ထားတဲ့အဖွဲ့ကရွေးကောက်ပွဲရောက်လဲမဲအဆောင်နဲ့စက်ပြစ်တူနေရှိတယ်။တရားဖတ်တာကတက်တယ်။ရှင်းရှင်းပြရမှာဖြစ်တာ။တော့ရှင်းရှင်းပြရရေးရပါမှာယူရစီတာဝန်ရှိတဲ့ဘက်ကယူရမှာ။အနေနဲ့ဖတ်တော့ကြည့်လို့ရရှိမှာပေါ့။အမှတ်ပေါ်ရတော့ရှိဘူး။ဟော၊ကျူးရစီရပါဖြစ်စီရပါတမန်မင်းတို့ရှိတဲ့ယူရစီရပါလေ။စတပ်ပဲစတပ်သွားလို့ရတယ်။ စတက်ပဲစတက်သွားလို့ရတယ်။ UEC ဆိုတာမျိုးကိုဖွဲ့စည်းတတ်တာဖြစ်တဲ့အတွက်ဘယ်သူမှဆက်ဖြစ်စရာအကြောင်းမရှိဘူး။ချက်ခံရေးတုန်းကလည်းမဲမတမာမှုရှိခဲ့တယ်ဦးတိတ်တိတ်ကနော်အားလုံးအချစ်တဲ့အလက်တွေပြခဲ့တယ် UEC ရဲ့အဆုံးဖြတ်တွေနဲ့အတူပြုခဲ့တာဒီနေ့ဒီချိန်ကျမှတနေ့ဒီရက်မဲကျမှ UEC ရဲ့အဆုံးဖြတ်ကိုလက်မခံနိုင်တာကဘယ်သူပဲပါလဲဘယ်ချိန်ရတယ်လို့မဲမတမာမှုမဲမတိကျဘူးဆိုရှိပြီလေဟုတ်ကဲ့နော်အဲ့တော့ဂျုံတူတွေရတယ်ကျွန်တော်တို့ရဲ့မလေးကတော့ဟောပါဦးဘာလို့လဲဆိုတော့ဒါကတော့တိုင်းတူမှာဆက်ပြီးရနေပါလားတိုင်းတူမှာဒီကဘယ်လိုလဲ ကျွန်တော်ပြောပြမယ်အဲ့တော့ဒီဘက်ကမှကျွန်တော်ကတော့အဆင်ပြေချင်ပါသေးတယ်ဘာလို့ပြောရလဲအဲ့တော့ဒီလိုမျိုးနေပေါ်ရောက်တာလေဒီတော့ရောက်မှလည်းတူတူတော့ရောက်မှလည်းတူတူတော့ process အလုံးကိုအောင်ရအောင်ပြပြလဲဟောဘောအောင်လည်းတော့မြေတားမှုကိုအာနာတိမှုကိုကြောက်အာနာတိမှုကဘယ်ချိန်မှလူတွေကိုဖမ်းပြီးတော့အာနာတိမှုရတာလဲ option လူတွေအဲ့ရတာလေလူတို့ကရရရတော့လူတွေလိုးတွေလည်းချိန်မှအာနာတတင်ရတာတုံးနာယူဝင်ချိန်တော့မှထားအာနာတင်ရတာဘယ်မှလဲ option လေအစိုးရနိုင်ငံတော်အလုပ်ကြီးလေကွာ တော့ဒီဘုံလိုလောရတဲ့အလုပ်ပါ။ကောင်းပြီ။မမြင်ဘူးလားအဲ့ဒါကြီးကို။မင်းကမင်းတရားကြောဟိုအချိန်မှာလက်စကိုနေရင်းဆက်လာရင်တော့တရားကြီးတော့လေလီရိုးတို့ဒီပြီးရပြီးတော့ငါမင်းမို့လို့ပြောတော့ကျညာလဲဆက်မလာ။ကျွန်တော်တို့အာနာတက်လက်ပါမယ်။အာနာတက်လက်ပါတယ်လို့။လူတွေလုံးနေတဲ့ချိန်တောင်မှမြင်ဖက်ပြီးအာနာတရားလေးပေါ်ရဲ့နိုင်ငံတော်အထုပြဆင်းလာ။ဆိုင်နာမဟုတ်ဘူး။တန်တဲ့စကားပဲပြောတာ။ဆိုင်နာမဟုတ်ဘူးတန်တဲ့စကားပဲပြောတာ။ငါလက်ကမှနေတာကွာအခုတော့မှတ်ပြီလေလောဆက်အားလုံးတည်တယ်ဟုတ်တယ်နော်ဒါကိုအမင်းတို့တက်ပြီးပေါ်မှာဒါဆက်နေတာပဲပြင်ကြည့်လိုက်တာနော် ကိုစနေပါကိုစနေမမဟာခင်ဗျားရန်ကုန်မှာနေတာကျောက်ကရန်ကုန်ကဗဟန်းတို့ထဲမှာနေတာအဲ့ဒီအချိန်မှာကျွန်တော်ကတည်င်းတော့အနေနဲ့မင်းကတည်င်းတော့အနေနဲ့လူလို့တော့မကြရတဲ့ဘဝတွေမှာအောင်မင်းဆိုတာမျိုးကိုငါမေဖဲတို့ခရရတာဘယ်နေရာမှာနေမှန်းတော့မသိသေးဘူးလူမလို့ဟိုလူတို့လူတို့လူမနေရတဲ့ဘဝပါဘေးကောက်ပဲမတငင်ကလာတွေရတယ်လို့ကိုအမင်းရက်ကြည့်လို့ကိုအမင်းသိတယ်နော်ဒီဒီဟိုပါလေဒါတော့ကျွန်တော်ဆက်ကြမယ်ဒီတော့ပုံပုံသိတယ်ဒါတော့ကျွန်တော်ပြောပြမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပြမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး personality ပါလာခင်ဗျားကြိုက်တာပြောသိသိတာပြော ကျွန်တော်လည်းရက်ကောင်မှရှိတယ်ကောင်းအောင်လည်းကျွန်တော်ပြမယ်တနေ့မှမှရက်ကောင်ကျွန်တော်ပြမယ်ရောက်ကျွန်တော်ပြမယ်ခင်ဗျားကျွန်တော်ပြမယ်ကျွန်တော်ဒီဘမကြီးမှရောက်လာတယ်ကျွန်တော်တင်းလို့တယ်တယောက်တည်းလို့တယ်ခင်ဗျားပြောလို့ပြောရရင်နော်ခင်ဗျားပြောလို့ပြောရရင်ကျွန်တော်စောက်ပြီးတော့မဆိုင်ဘူးတော်တော်ရှင်းတယ်နော်သမားငယ်ရေကြားနေတာတော့ဒီမှာသမားရောက်ကပြည်သူကြားထဲမှာတရင်မြူနေတဲ့တရင်တမခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးအင်းဒီကြားထဲမှာစနေနေမှာပါခဏလေးနော် တမီးပြောရခဏလေးတမီးမအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မိခွန်းလေးနှစ်ခုမိမယ်အဲ့မိခွန်းလေးတစ်ခုဟိုတနေ့ကတမီးမိသားတယ်ဥပမာမျိုးတစ်ခုပါဗောနောပထမတစ်ချက်ကပါလဲဆိုတော့အာအာနာသိမ်းတဲ့အချိန်မှာတမရသည်တမရကြီးဥဝင်မြစ်ဒီအာနာမရှိတော့တဲ့အချိန်မှာအာနာလာသိမ်းတယ်လို့ပြောတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူတမရစီမှာကဘလို့ရှိဖြစ်ပြီးတော့အာနာဆက်ရှိနေသေးရလဲဒါကပထမမိခွန်းနော်ဒုတိယမိခွန်းဒီရှင်တို့အာ ဒီဘောနော်ဖန်တီပါဒီနဲ့သမရကြီးရောသမရဝင်းမြောစသဖြင့်နိုင်ငံတော်တိုက်ပွဲချောင်းရှင်တို့ဖမ်းလိုက်တဲ့အမှုတီမဲခိုးမှုလို့ရှင်တို့ပြောတယ်အခုဒီနေ့ဖမ်းဆီးပြီးတဲ့အချိန်ထိမဲခိုးတဲ့အမှုနဲ့ပတ်သက်ပြီးတော့တရားစွဲထားတာအမှုပဲလက်ချက်ရှိတယ်ဘယ်လောက်ရှိပြီလဲအဲ့ဒါချိန်ပေးပါကောင်းလိုက်တယ်မေကောင်ရအဲ့တော့ channel လေးကိုပြောတော့ကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြမယ်ညီမပြောဘယ်လိုလဲဖန်ဦးလေးကတော့ပြဿနာမဲမဲလေးမဲခိုးတော့မဲလေးမဲခိုးတယ်အဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ channel ဒီကိုသူတို့ပြောတယ်ကျွန်တော်ပြောပြမယ်ညီမပြောဘယ်လိုလဲဖန်ဦးလေးကတော့ပြဿနာမဲမဲလေးမဲခိုးတော့မဲလေးမဲခိုးတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ channel ဒီကိုသူတို့ပြောတယ်လွတ်တော်မခေါ်ဘူးပြောတယ် တို့တော့မခေါ်ဘူးအစိုးရမခေါ်ဘူးပြောတယ်ဒါပေမဲ့အဲ तू ကဖေဖော်ဝါရီတက်တယ်နော်အနာထိန်ကဖေဖော်ဝါရီတက်တယ်အဲ့ဒီမှာဟိုနေ့ပြတယ်ကော तू နောက်တရက်မှာ NLD ကတို့တော့ခေါ်မယ်ပြီးလို့ရှိရင်တို့အစိုးရဖွဲ့မယ်အားလုံးကတို့တို့တော့ကိုယ်စီလေဒီဟိုနေ့မှာရောက်နေပြီအဲကျွန်တော်တို့ကဘာလဲစီမင်းအတိုင်းမှာရောက်နေပြီဘောစုကြီးတို့လည်းကိုအိမ်မှာအပေါင်းဆက်ပြေအဆင်ပြေနေကြပြီအဲ့ဒီအချိန်မှာဒါဖြစ်လဲဆိုတော့ဒီဘက်ကတက်မတော်ကပြောနေခဏနေခဏဒီမဲခိုးရဲ့ပြဿနာတွေအရင်ရှင်းနေနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီစတော့အစည်းအဝေးကဒုတိယကော်မရှင်ရဲ့နောက်ဆုံးအစည်းအဝေးတစ်ခုကျန်နေ အဲ့ဒီအစည်းအဝေးကဘာလဲဆိုတော့ပြီးခဲ့တဲ့အစိုးရအဖွဲ့အသီးသီးရဲ့လွတ်တော်အသီးသီးရဲ့မှာတုံးလာတဲ့ငွေစည်းရှင်းတဲ့အဲ့ဒီအစည်းအဝေးတည်းကြံသေးတယ်အဲ့ဒါကိုအဲ့ဒီအချိန်ကလွတ်တော်အမတ်တွေကတင်ပြတယ်ဒါပေမဲ့အဲ့ဒါကိုလည်းပယ်ဖြတ်လိုက်တယ်နော်အဲ့ဒါကိုလည်းဒီ NLD လွတ်တော်အဲ့တော့လွတ်တော်ဥပဒေပဲနော်သူတို့ပယ်ဖြတ်လိုက်တယ်ပယ်ဖြတ်လိုက်တဲ့ခါကျတော့မှန်တယ်ဒီကနေ့ကတော့ထောက်ပြတာကတော့ရုပ်ကပွဲမဲလိမ်မဲခုံးမှုထောက်ပြတယ်ဒါပေမဲ့တစ်ဖက်မှာဒီမဲလိမ်မဲခိုးထားတဲ့ဇာလဇာလကိုအစိုးရအဓိပ္ပာယ် လိုက်ကာလုံခေါ်တဲ့အချိန်မှာကျွန်တော်တို့ဒီလောက်ကတော့ဥွင့်ကြီးလည်းမလာဘူးမမလာဘူးမလာတော့လားအဲ့ဒါကြောင့်အဲ့ညပါပဲဥွင့်ကြီးကိုလည်းထိလိုက်တယ်ဒေါ်စုကြီးကိုလည်းထိလိုက်တယ်နောက်ပြီးတော့ကြံတဲ့အမတ်တွေပေါ့နော်အဲ့မှာလွတ်တော်တက်မယ်ဆိုတဲ့အမတ်တွေကိုမျက်မှောက်ရှိတယ်ကျွန်တော်တို့စီနေတယ်လို့ရှိတယ် ဒီမှာခဏလေးခုနကကုစနေမေးတော့မဖြေရသေးဘူးကုစနေပြောတာဘာဖြစ်လို့တကောင်ကျော်ရောက်လို့မသိနာလဲတရားဝင်ဖွင့်လို့လည်းမသိနာအဲ့ဒါမှမဖြေရသေးဘူးဟာဘာကြောက်တယ်အဲ့ဒါကိုဖြေပေးစေအောင်ဒီမှာမှအဲ့ဒီမှာလို့မေးချင်တာမေးတော့ကျွန်တော်ပြောနေတာအဲ့ဒါကိုကျွန်တော်ပြောနေတာအခုကျွန်တော်ပြောနေတာနောက်သိရမှာတွတ်တော်ခေါ်တော့မယ်အဲ့ဒီအဲ့ဒီတွတ်တော်မခေါ်ခင်အဲ့အာနာမထင်းရင်ကလုံချုံရေးကောင်စီခေါ်တယ်ကာလုံခေါ်တယ်ဦးမင်းမင်းမလာဘူးဒေါ်စုကြီးမလာဘူးမလာဘူးလေသူတို့ကနောက်သိရမှာတွတ်တော်ခေါ်ပြီးအစိုးရဖွဲ့တော့မှာအဲ့ဒါကြောင့်သူအဲ့ညမှာပဲဝင်ပြီးတော့နောက်တည့်သွားဆောက်လို့မရဘူးနောက်တည့်သွားဆောက်ရင် အစိုးရပေါ်သွားရင်ဒီဘက်မှာပို့ပြီးတော့ထိရတာပုတ်ခတ်သွားမယ်ကြေတနာအဲ့ဒါအဲ့ဒါကြောင့်လည်းညာဘက်မှာပဲအခါလေးဝင်မိုးကောင်းမြို့နယ်တွင်ចောင်းဆရာမတဦးတလက်ထောက်လူရက်ခံရကချင်ပြည်နယ်မိုးကောင်းမြို့နယ်နန်းခွင်ကျေးရွာမှာအလဲတန်းပြចောင်းဆရာမတယောက်တလက်ထောက်ပြီး ငွေနဲ့ရွှေဆွဲကြိုးလိုလူရက်ခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့သူတွေစီကသိရပါတယ်။စက်တင်ဘာ26ရက်နေ့လယ်ပိုင်းမှာနန်းခွင်အလဲတန်းကျောင်းကဆရာမတယောက်ဟာနေ့လယ်ပိုင်းကျောင်းဆင်းချိန်နေအိမ်ကိုပြန်လာတဲ့လမ်းမှာအမျိုးသားနှစ်ယောက်ကတနက်ထောက်ချင်းချောက်ပြီးဆိုင်ကယ်တူးပေါက်ထဲပါလာတဲ့ငွေကျပ်သိန်း60နဲ့ရွှေဆွဲကြိုးတကုံးကိုလူရက်ယူဆောင်သွားတာလို့သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်ကဆိုင်ကယ်မောင်းလာတဲ့ဆရာမကိုအမျိုးသားနှစ်ယောက်ကရက်တန့်ခိုင်းပြီးအမှုကျန်းစီတာဆိုင်ကယ်တူးပေါက်ထဲကနေပါလာတဲ့ငွေနဲ့ဆွဲချိုးကိုယူသွားတာဆရာမနဲ့အတူသူ့ကလေးလည်းပါတယ်ဆရာမကအသက်အန္တရာယ်ပေးမှကြောက်တော့ပေးလိုက်တာ အော်ရင် ပြတ်တတ်မယ်လို့ပြောတော့ကြောက်ကြောက်လန့်လန့်နဲ့မအော်တာလို့သိရတယ်လို့ပြောပါတယ် ူရက်သွားတဲ့အမျိုးသား၂ယောက်ဟာလူငယ်ပိုင်းရွယ်ရွယ်ဖြစ်ပြီးပျောက် जा မိုးကအင်ဂျီနဲ့နှာခေါင်းစည်းတွေတက်ဆင်ထားပြီးလူပြက်တဲ့နေရာမှာတနတ်တွေနဲ့အတင်းဆောင်လူရက်သွားတာလို့သိရပါတယ်။တာဝန်ရှိသူတွေနဲ့နှီးဆက်တဲ့သူတယောက်ကဆရာမရဲ့ကလေးကအသက်၅နှစ်ကျော်ကျော်ရွယ်ပါကလေးကအခုဖြစ်စဉ်ကိုတွေ့ပြီးကြောက်လန့်နေတယ်။ဒဏ်ရာရတာမျိုးတော့ဆရာမရောကလေးပါမရှိပါဘူး။ဆရာမဆွဲချိုးက၃ချက်သားဝန်းကျင်ရှိတယ်လို့သိရပါတယ်။တက်ဆိုင်ရာမှာတိုင်ကြားထားပါတယ်လို့ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့စစ်ကောင်စီလက်အောက်ခံတပ်ဆိုင်ရာနယ်မြေရဲစခန်းမှာတိုင်ကြားထားတာကြောင့်ရဲတွေကအခင်းဖြစ်ပွားတဲ့နေရာကိုလာရောက်စစ်ဆေးသွားတယ်လို့သိရပါဗျ။